မင်္ဂလာပါအမျိုးတို့ရေဒီနေ့ကရှုပ်ကရခုံတိုင်းတိုက်ပြီးမြို့နယ်မှာဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့မှန်ပြတောင်ပေါ်မှာတည်ထားတဲ့ခရီးကိုအမျိုးတို့လည်းပြုလို့ရအောင်ဒါခေါ်သွားပြီးမှဖြစ်ပါတယ်ဒါကတော့တံပြတောင်ခရီးရဲ့အောက်ဖက်မှာစိုက်ထားတဲ့အင်ဂျင်ပင်မှာအင်ဂျင်ဘန်လေးပွင့်ပြီးမှုေးနေတာတခါတည်းမြင်အောင်လို့ တခါလေးအနံလေးပါရအောင်လို့ရွှေကတမ်းပြောပေးတာဒီမှန်ပြတောင်ရဲ့ရာဇဝင်ကိုပြောရရင်တော့ဒီမှန်ပြတောင်ပေါ်မှာဖျားတည်ထားတယ်တည်ထားတဲ့အတွက်အင်္ဂလိပ်ခေတ်ကပေါ့နော်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်ပြောကြပါတယ်အဲ့ဒီတော့ငါကလည်းအောက်ဖက်မှာသူကလေရင်ခွင်းလှုပ်ထားတယ်လေရင်ဆင်းတဲ့လမ်းကြောင်းတက်တက်မှာဖျားရှိနေတဲ့အတွက်ဖျားကိုလေရင်နဲ့တိုက်မိမှာဆိုလို့မှန်ပြတယ်လို့ပြောသလိုအချို့ကလည်း အဲဖះမတဲခင်ကမှန်ပြပြီးတော့လေရင်စင်းစင်းတဲ့လမ်းကိုရက်နေမှန်ပြပါတယ်လို့ပြောပါတယ်ဘလို့ပဲဖြစ်ဖြစ်မှန်ပြတောင်ပေါ်မှာဖះတည်ထားတဲ့ဖះကတော့ဒီဒီဖះနေနေပေါ့နော်ဒီစီလေးအဲဒီစီရဲ့ဒီရုပ်ွားတော်လေးရဲ့ပေါ့နော်ဒါကတော့မှန်ပြတောင်ကနေမြင်ရတဲ့ရှုခင်းဖြစ်ပါတယ်ဒါကတော့မြင့်မြေဆုံးမှာ ဆယ်စောက်ထားတာဖြစ်ပါတယ်ဆယ်ကြီးပေါ့နော်ဒီဆယ်ကြီးကိုဒီဖန်ပြတောင်ကနေလမ်းမြင်ရဖြစ်ပါတယ်ဖန်ပြတောင်ကိုရုပ်တို့အရင်တော့လာခဲ့တယ်ဆိုရင်တနစ်ကိုတစ်ခေါက်ရောက်ဖို့တောင်ခဲရင်ပါတယ်တိုက်ကြီးမှရှိပါတယ်ရုပ်တို့နဲ့နေပါတယ်ဒါပေမဲ့တနစ်တစ်ခေါက်ရောက်ဖို့ခဲရင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တော့အထက်ထက်တောင်အဆွေဆွေကိုဖြတ်ပြီးတော့မှရှုပ်တော့ဒီမှန်ပြတောင်ကိုလာရတာပေါ့နော် အခုကလေတကယ်အံ့ဩဖို့ကောင်းတယ်အဲ့တော်ဟုတ်ထက်ထက်တောင်ဆွေဆွေမှာမပြတောင်ချေထိနော်ကားလမ်းကြီးပေါက်နေပြီရှင်တကယ်လေးရှုပ်သွားပြီးတော့ကြင်နူးဖို့ကောင်းလိုက်တာစိတ်ချမ်းသာလိုက်တာအခုရှေယုတ်ကဒီမှာရှိတဲ့နန်းနန်းတွေကိုရှုပ်ခေါ်သွားမှာဖြစ်ပါရဲ့ဒီမှာကမြင်နေရတာကတိုက်ချုံနေတဲ့နေရာလို့ပြောပါတယ်တိုင်းတိုင်းရှင်နေနေတဲ့နေရာပေါ့နော် ဒီမှာဒီမှာရှိနေတာပေါ့နော်ဒီနောက်ဆက်ရန်တရားတွေရောက်ရင်ဆက်တည်ပြတ်တယ်လို့ပြောပါရင်အဲခုနကမြင်တဲ့ဇေဒီလေးတွေကြတော့ပုံပုံညဇေဒီသေးသေးလေးတို့ပြန်ငုံပြီးတော့တည်ထားတာလို့ပြောပါတယ်ဒီမှာကအဲရုပ်တော့မမြင်ဘူးတဲ့ပေါ့နော်တိုင်နန်းပေါ့အဲအချက်တော့ကြည့်ပေးပါအောင်မှန်ပြတောင်းတဲ့တိုက်ကုန်းလို့ခေါ်တာပေါ့နော်အမတော့စောနန်းအုံမလို့ခေါ်ပါတယ် ။ဒါရှုပ်တစ်ချက်လေးဇောဆွဲပြပါမယ်။တကယ်လာရဲ့နော်။ပိန်နာသွားရင်တော့တရှိန်ရှိန်တဖိန်ဖိန်နဲ့အဲပြီးတော့ဒီဟာတောင်ပိုင်ပူပူကြီးတွေဖြစ်ပါတယ်။လမ်းဖောက်တဲ့အချိန်မှာတဲ့တောင်မျိုးဖြိုလိုက်တဲ့အခါတော့တောင်ပိုင်ပူပူကြီးတွေဟိုနေရမရှိတဲ့နေရမရှိဘူးပေါ့နော်ဒီနေရာလေးကိုပေးပါဆိုလို့ပေးထားတာဖြစ်ပါတယ်။ဒါကတော့ အဘဘူမင်းကောင်နဲ့အဘဘူဘူအောင်ရဲ့နမ်းဖြစ်ပါတယ်။တကယ်ကြက်သိမ်းထားစရာနေရာလေးဖြစ်ပါတယ်။အမျိုးတို့လာကြည့်လို့ရပါတယ်။အဲရန်ကုန်ကလာပြီးရင်မွေးမြူဆုံးထိလာမှာမွေးမြူဆုံးဘက်ကိုလာမှာပေါ့နော်။အဲ့ဒီမှာမပြတောင်သွားတဲ့ကားလမ်းကြီးကဖြူနေပါပြီ။ဖောက်တော့လဲဖောက်နေရပေါ့နော်။ဒီမှာဈေးသေးလေး။စက်မြင်ရသေးတယ်လို့ပြောပါတယ်။ပြီးတော့ပုံပုံကြီးရဲ့အဲ ဆုံးမစကားတွေခံယူတဲ့ဘုံဘုံကြီးဒီကနေ့တရားနာပြီးတော့ရုပ်တို့ပြန်ခဲ့ပါပြီဒီလမ်းကိုဖောက်တာကတော့ထူးထူးဆန်းဆန်းဝင်းကြီးချုပ်ကနေအောက်ကနေလှမ်းတွေ့ပြီးမှန်ပြတောင်ဖျောက် ခုမှဘာလဲလို့မြင်တော့ဖျားရှိတယ်ဘုံကြီးကြောင့်ရှိတယ်ပြောလို့လမ်းဖောက်ပါဆိုလို့ဖောက်ဖြစ်တဲ့လမ်းလို့ပြောပါတယ်ဘုံဘုံကြီးကအဲ့လိုမိတ်ပါတယ်ဒါကကုသိုလ်ထူးလို့ဖြစ်တယ်ပေါ့နော်တာသနာပွင့်တယ်လို့ခေါ်ပါတယ်တကယ်ကျင့်နေပြီးတော့မှ ဖျုံတို့ဟာပြန်ရတာဗောနော်စိတ်ထဲမှာဘာမှရှိတိနေတာလေးတခုပဲရှိခဲ့တဲ့နေရာလေးဒီမှာလူတွေကဒီမှာကရော့နေတာကြီးလိုက်တော့ဒါကတော့ဒီဒီရတောင်ပိုင်းပိုးပိုးကြီးဖြစ်ပါတယ်အဲပြီးတော့ဒီဟာလေးကဒီနာလေးမှာတည်ထားတဲ့ဖရာအောင်တိတ်တိဖရာလို့ခေါ်ပါတယ်အပြန်ကြိုက်ဝင်ဖူးမယ်လို့ပြောပြီးတော့ဝင်ဖူးဖြစ်ခဲ့တဲ့ဖရာလေးဖြစ်ပါတယ်ဒီဖရာကိုတော့ဝင်ကြီးချုပ်ကတည်ထားတယ်လို့ပြောပါတယ် ရုံနဲ့ဖျားတစ်ချက်လိုက်ပြပါဦးအဲဒီမှာနေရာလေးကလည်းဘုံအမြင်လေးမှာမှုလို့လေရွှေရောင်တဝင်းဝင်းနဲ့တကယ်ကိုကြီးညိုစရာကောင်းပါတယ်ဒီနေ့ဖျားတော့ခုရတာစိတ်ချမ်းသာပြီးတော့ပြန်ခဲ့ရပါတယ်သူကလေးရလဲအရန်လာပါတယ်အဲ့မှလေးအဲ့လမ်းကြီးကိုပတ်ဖောက်လာတာကြည့်ပါဦးတော့အရင်တော့ကတော့เนาะ ောင်းတွေမြောင်းတွေဖြတ်ရတာဟိုဖက်နှက်တွေချုပ်ပြီးသွားရတာရှုံးပွက်တွေကိုနင်းရတာတွေအခုဘာမှမရှိတော့ဘူးသာသနာပွင့်ပြီလို့ပဲရေဥကမှတ်လိုက်ပါတယ်စိတ်ချမ်းသာပြီးပြန်ခဲ့ရတဲ့နေရာလေးဖြစ်ပါတယ်အခုတော့ရှုံးတို့ပြန်ပါပြီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အကယ်၍ မပြနိုင်အောင်သွားကျင်တဲ့ရွှေရုပ်ရည်ဆိုရင်လည်းလမ်းညွှန်ပေးလို့ရပါတယ်။အရင်ရင်ဒီလိုရွှေရုပ်ရည်လိုက်ပို့ပါအောင်ဆိုရင်လည်းရွှေနောက်တစ်ခေါက်ဖျားပူးလို့ရတာပေါ့ရှင်။ကျေးဇူးပါ။